မင်္ဂလာပါကျွန်တော်တို့ DBS ရဲ့အပတ်စဉ်လုပ်နေကြဖြစ်တဲ့ Crypto Market Analysis ပြန်လာပါပြီအဲ့တော့ဒီနေ့တော့ကျွန်တော်တို့အာတခြား weekly နဲ့မတူဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ weekly candle တွေကိုကျွန်တော်တို့သုံးပြီးတော့မှ analyze လုပ်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဆက်သွားမယ့်ပုံစံတိုင်းပဲကျွန်တော်တို့ Crypto Market ကြီးတစ်ခုလုံးကို analyze လုပ်မယ်ပြီးရင် ကြီးလေးကြီးကို analyze လုပ်မယ်ပေါ့နော်အဲ့တော့ trade setup တွေနဲ့ကျွန်တော်တို့ဒီတခြား project အဲအသေးတွေပေါ့နော်ဆိုတော့ဒီကြီးလေးကြီးတွေမှာမပါတဲ့အသေးတွေကိုတော့ကျွန်တော်တို့နောက်ကြရင်လုံးပဲ membership mainly membership ထဲမှာကျွန်တော်တို့တောင်းမှဖြစ်ပါတယ်ဆိုတော့ဈေးတော့မတက်မရသေးဘူးဒါပေမဲ့အများကြီးမဟုတ်ပါဘူးကျွန်တော်တို့ဒီမှာငွေတောင်းခင်းတဲ့လောက်ပဲရှိမှန်းထင်ပါတယ်နော်လာစင်ဆိုတော့ဒါကတော့ဟိုဒီ YouTube membership ထဲမှာပဲကျွန်တော်တို့တောင်းမှာပေါ့လေဆိုတော့ဒါတော့လည်းကျွန်တော်တို့ဒါအာနောက်မှတောင်းမယ့်စီစဉ်ဖြစ်တဲ့အကြောင်းမို့အဲ့လေးကိုခဏထားလိုက်မယ်လောလောဆယ်ကြီးလေးကြီးနဲ့ ဒီ crypto market ကို analyze လုပ်ကြည့်အောင်ဆိုတော့ဒီတော့ကျွန်တော် fear greed index ကိုကျွန်တော်အရင်ပြပါပဲ fear greed index ဆိုတာကကြတော့ crypto လောကကြီးကအခုကြောက်နေသလားလောဘတက်နေသလားဆိုတာကိုပြရတဲ့ index ပါဆိုတော့အခုဒီနေ့က fear greed index မှာ40 fear ဖြစ်နေပါတယ်ဆိုတော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်ဈေးသည်အရန်ကျလာပြီဆိုတဲ့အခါကျလို့ရှိရင်လူတွေကကြောက်တာဖြစ်တဲ့ကြောင့်မို့လို့ fear ဘက်ကိုရောက်လာတယ်အရန်ကျလေလေ extreme fear ဒီ fear ဘက်ကိုရောက်လေလေပေါ့နော် ဈေးရက်တက်လာလို့ရှိရင်လည်းလူတွေကလောဘတက်လာဆိုတော့ကျွန်တော် greed ဘက်ကိုရောက်လာတာပေါ့ဆိုတော့ generally ပြောမယ်ဆိုလို့ရှိရင်တော့ fear ဘက်ကိုရောက်လာရင်ကျွန်တော်ဝယ်ကြတယ်အဲ greed ဘက်ကိုရောက်လာတဲ့အခါမှာ tp ယူကြတယ်ကျွန်တော်ပုံမှန် trader တွေကတော့အလလောက်ကြတာပေါ့လေဆိုတော့ဒီမှာ fear ရဲ့ machine ဒီနေ့ရအဲ့တော့ကျွန်တော်တို့အာဒါက bitcoin dominant ပါဆိုတော့ bitcoin dominant ကိုလေ့လာခြင်းအပြင်ကျွန်တော်တို့ market ထဲမှာ investor တွေဒီ ဘယ် Bitcoin လားတခြား alternative coin တွေကိုဟိုကိုင်နေသလားဆိုတာကိုကျွန်တော်ကသိနိုင်တယ်ဗောနော်ဆိုတော့ BTC DOG ချင်းရဖြင့်ဒီမှာအခုဒီနေ့ဒါ weekly ဗောနော် weekly chart ဖြစ်တယ်ဆိုတော့ Bitcoin dominance က November အာပြီးရနောက်မှာကျွန်တော်ဒီဒီဇင်ဘာလထဲမှာကျသွားပြီးတော့ပြန်တက်လာခဲ့တယ်။ဆိုတော့ Altcoin တွေကို Investor တွေကအရင်ကြီးစိတ်ဝင်စားပဲနဲ့ Bitcoin ကိုပဲအ ဒါတောက်ချောက်ပေါ့နော်ကျွန်တော်တို့အာဆက်ပြီး invest လုပ်နေတာကိုကျွန်တော်တို့တွေ့ရတယ်။ Bitcoin dominance တွေဒီ week တွေမှာအခုဘေးတိုက်သွားနေသေးတယ်ဆိုပေမဲ့61.69%မှာရှိနေတဲ့အတွက်ကြောင့်မလို့ crypto market ကြီးတစ်ခုလုံးရဲ့67.8%ခန့်နှုန်းလောက်က Bitcoin ကိုခိုင်းထားတယ်ဆိုတော့ကျွန်တော်တို့သိနိုင်တယ်နော်။ဆိုတော့အပေါ်မှာဒါကျွန်တော်တို့ January September 2019နဲ့နောက် January 2021 ပေါ့နော်ဆိုတော့အဲ့ဒီတော့ကဒါကျွန်တော် order height တွေရောက်တဲ့အချိန်မှာ bitcoin dominance အမြင့်ဆုံးရောက်ခဲ့ပြီးတော့ bitcoin dominance ကတောက်လျှောက် hold out ဒီကိုကျသွားခဲ့တယ်ဒီလိုကျသွားတဲ့အချိန်ကဒါ oxygen ဖြစ်တယ် oxygen ဆိုပါလဲဆိုလို့ရှိရင် bitcoin ကနေပြီးတော့အမြတ်ယူပြီးတော့တခြား altcoin တွေကိုပြောင်းကင်ပြီး altcoin တွေကိုထိတ်ကြတဲ့အချိန်ပေါ့နော်ဆိုတော့ဒီလိုကျသွားတဲ့အချိန်ခုလိုလားဆိုမှာ bitcoin dominance ကအပေါ်ကိုတက်နေတဲ့ဝင်ဖြစ်နေတဲ့ကြောင့်မို့လို့ကျွန်တော်တို့လောလောဆယ် oxygen လာဖို့ကခက်ဦးမယ် ဒီ big white dominance ကျသွားပြီးတော့ပတ်စံနေ ox တဲကိုဝင်လာပြီဆိုတော့မှ oxygen ကဖြစ်နိုင်တာပေါ့နော်ဟုတ်ပြီအဲ့တော့ total market cap ကိုကြည့်မယ်ဒါက total 1ပေါ့နော်အဲ့တော့ bitcoin အပါအဝင် hedonia crypto အားလုံးရဲ့ market cap ဖြစ်တယ် total market cap ဒီ continuously တက်နေတဲ့နေရာမှာပဲရှိတယ်ကျွန်တော်တို့ total market cap ကဒီ trump ရဲ့အာတမရဖြစ်တဲ့အချိန်မှာအရင်တက်သွားခဲ့ပြီးတော့မှပြန်ကျသွားရတာ crypto တွေကို many inflow တွေဝင်လာပြီးတော့ investor တွေစိတ်ဝင်စားမှုရခဲ့ပြီးတော့ trend သမရဖြစ်ပြီးရဲ့နောက်မှာ ခုဖြစ်နေတဲ့ crypto တွေ tariffs တွေကျွန်တော်တို့ဒီအကွန်ကိစ္စတွေနဲ့ပြန်ကျသွားတာပေါ့နော်အဲ့မဲ့အစိတ်ဝင်စားစရာကောင်းတာက total market cap က3ဘတ်တတီစတိုက်ဒီမှာအာဆပ်ဖို့ရပြီးပြန်တက်လာတာကိုတွေ့ရတယ် right 3% set support ရပြီးတက်လာတဲ့ဟာကအပေါ်ကကျလာခဲ့တဲ့ down trend နဲ့လေတက္ကနီရဲ့အရာဆိုရင်စုံနေပြီပေါ့ ဆိုတော့ဒီချိန်မှာတိုတယ်မားကတ်ကတည်းတက်ကနေကအရာဘယ်ကိုသွားမလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ခရစ်တိုထဲမှာပတ်စံတွေဝင်မလားခရစ်တိုထဲပတ်စံတွေထွက်သွားမလားဆိုတော့ကျွန်တော်တို့မြင်ရမှာပေါ့လေဆိုတော့ဒီနေရာကိုကျွန်တော်တို့ကဒါဒီ week ရယ် next week ရယ်ကိုစောင့်ကြည့်ရမယ်အချိန်လို့ကျွန်တော်တို့ယူဆရတယ်ပေါ့နော်သူတူကတော့အီတာလီယံမပါတဲ့အဘိတ်ကွယ်မပါတဲ့အီတာလီယံအပါတဲ့ odd အားလုံးပေါင်းထားတဲ့ market cap ဖြစ်ပါတယ်1 trillion ကျော်မှရှိနေတယ်သူလည်း advance တက်ခဲ့ပြီးတော့မှဒီမှာ down trend ပြန်ကျတယ်။ total အဲဝမ်းနဲ့အတူတူပဲပေါ့နော်။ total 3ကကျတော့ Ethereum မှာမပါတော့တဲ့ alt တွေပဲ။အဲ့တော့ခုနက BTC dominance နဲ့ total 3နဲ့ကိုတိုက်ပြီးရစစ်မယ်ဆိုရင် BTC dominance ကကျနေတယ်။ total 3ကလည်းတက်လာတယ်ဆိုရင် oxygen လာဖို့ဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့ကကြိုသိရမယ်ပေါ့နော်။ဒီမှာဆိုရင်1.1 trillion အဲဒီမှာ total 3ကခြိခဲ့ပြီးတော့ပြန်ကျသွားပြီ။အခုတော့800ကျော် billion ကျော်မှရှိတယ်။ လူလဲခဏကလိုပဲဒီ trend line ကိုစုံနေတယ်အဲ့တော့ total 3ဖြည်းဖြည်းချင်းတက်လာမယ် BTC dominant ကျလာမယ်ဆိုရင် ox ဒီဘက်ကိုကျွန်တော်ကလှည့်ပြီး invest လုပ်ဖို့စဉ်းစားလို့ရမှာနောက်ပြီးရင်အာတီလေးကြီးကိုကြည့်မယ် BTC USDT Bitcoin ရဲ့ weekly chart ကအခုအာ downtrend ကျနေခဲ့ရနေပြီးတော့သုံးဖက်စတိုင်ပြန်ပြီးတော့မှဒီအာ bearish candle ကြီးကိုပြန် fail လာလောက်တာကိုတွေ့ရတယ် ဆိုတော့ဘယ်နေရာဆက်ပို့ရခဲ့လဲဆိုလို့ရှင်8000ဈေးကနေပြီးတော့ဆက်ပို့ရခဲ့တယ် BTC 8000မှာတော်တော်များများဝယ်ခဲ့ကြတယ်ကျွန်တော်တို့လည်းဝယ်တယ်အဲ့တော့ဒီမှာပြန်ပြီးတော့ဒီ trend line ကိုပြန်လာပြီး retest လုပ်ခံဒီဖြစ်နေတာကိုတွေ့ရတယ်အဲ့တော့ရှေ့တစ်ပတ်လောက်ကျမှ retest လုပ်ဖြစ်မယ်လို့ထင်တယ်ပြီးရင်တော့ဒီ trend line ကိုဖောက်မယ်သို့မဟုတ်အောက်ကိုပြန်သွားမယ်ဆိုတော့ကျွန်တော်ကြည့်ရမယ်ပေါ့နော်ဆိုတော့အာ9000ပြန်ဖြစ်ဖို့9000 ဖြစ်ဖို့ကတော်တော်နီးနေပါပြီဒါပေမဲ့6000ခွဲတဲ့တိန်းဖြစ်ဖို့ကတော့ကျွန်တော်တို့တခြား support တစ်ခုကိုလိုမယ်ဥပမာ fundamental support ဖြစ်ဖြစ် တကယ် bitcoin crypto reserve တကယ်လောက်လိုက်တာဘာလို့ bitcoin တကယ်ဝယ်ပြီဆိုတာမျိုးတွေမှာမှဒီတိုင်းပြန်တက်နိုင်ခြင်းရှိပါတော့လောလောဆယ်တော့ဒီနားလေးမှာရေရှည်သွားမဲ့ပုံစံကိုကျွန်တော်တို့မြင်နေရတယ်ဘေးတိုက်ပေါ့နော်ဟိုအောက်က9000လဲပါတို့ဒီအဲ6000ကျော် level 9000 level ပြန်ရောက်ဖို့ကတော့ ဟိုပြည့်နိုင်ကြီးတော်တော်နည်းတယ်ထဲမှာပါတယ်ဒါပေမဲ့မဖြစ်နိုင်ဘူးလို့တော့မပြောနိုင်ဘူးပေါ့နော်ဆိုတော့9000ရဲ့အောက်ကိုကျဖို့ကတော့ကျွန်တော်စိတ်ထင်မဖြစ်နိုင်တော့ဘူးထင်တယ်။ဘာလို့လဲဆိုတော့9000အောက်ဆိုရယ်ဈေးဒီကျွန်တော်တို့ကြတာကြလို့ကတော့ရှိသမျှ impressory အကုန်လုံးကပတ်စံနေကြိတ်ထည့်ပြီးတော့ဝယ်ကြမယ်ဈေးနှုန်းဖြစ်တဲ့ကြောင့်9000အောက်ကပြည့်နိုင်ကြီးနည်းသွားတယ်9000 9000ဈေးနှုန်းကတော့ဖြစ်နိုင်သေးတယ်ပေါ့နော်လောလောဆယ်မှာဒီဒီ trend line ကိုမချိုးနိုင်ဘဲနဲ့ဆက်ကြခဲ့9000ဈေးနှုန်းတော့ဖြစ်နိုင်သေးတယ် ရခုမှာပတ်စံရှိရှိတယ်ဆိုလို့ရှိရင်เนาะဒီစီရင်နဲ့စပြီးတော့ခွဲပြီးတော့နောက်ထပ်လခြီးပြီးတော့ဝယ်ဖို့ဆိုတော့စဉ်းစားပါပတ်စံမရှိဘူးတခါလေဝယ်ရမယ် one shot ဝယ်ရမယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာဈေးအကျတဲ့ရင်ရှိရတဲ့ကြောင့်မို့လို့ဒီ၈000နာကိုပြန်ပြီးတော့စောင့်ပါအကယ်၍ဒီ trial line ကိုဆွဲထားပြီးတော့အခုမဝယ်သေးပဲနေပါเนาะ trial line ကိုဆွဲထားပြီးတော့အပေါ်ကို break ခဲ့ရင်เนาะစပြီးဝယ်လို့ရတယ်เนาะ Italian ကသူလည်း ဟိုပိတ်ကွယ်နိုင်မယ်ပေါ့နော်ဒါပေမဲ့သူကတော့ပိုဆိုးတာပေါ့သူများနည်းနည်းကြာရင်သူများများကြာတဲ့အခြေအနေဖြစ်နေတယ်အီတာလီယန်ကိုကျွန်တော်ဟိုအရင်ပြောပြောနေတယ်လို့ပဲကျွန်တော်ရဲ့အာ investment နေတော့အီတာလီယန်ဝယ်တာနည်းနည်းရက်ထားတယ်နောက်မှဖြည်းဖြည်းချင်းပြန်ကိုအခြေအနေကြည့်ပြီးဝယ်မယ်ပေါ့နော်ဘာလို့ဆိုတော့အခြေအနေကသူကမကောင်းနေတယ်မှာပါနေတော့အခုလောစေ1800 level ကနေပြီးတော့ support ရခဲ့ပြီးတော့၃ဘက်စတိုင်အာ၂ဘက်စတိုင်ပြန်တက်လာတယ်ဘူလစ်ကန်တယ်ကိုတွေ့ရတယ်ဒါပေမဲ့ 3000ောင်ပြန်ဖြစ်ဖို့ကတော်တော်ဝေးနေတယ်เนาะကျွန်တော်ဒီမှာ3000ောင်မှာ fair value gap ရှိခဲ့တယ်3000ောင်ပြန်ဖြစ်ဖို့ကတော်တော်ဝေးနေတယ်အဲ့တော့သူလဲဒီ trend line ကိုကြော်နိုင်မှာအပေါ်တက်မှာအဲ့တော့ကျွန်တော်ထင်တယ်ဤတရီယန်ကတော့တက်ဖို့လောလောဆယ်မလွယ်သေးဘူးမလွယ်သေးဘူး ကျွန်တော်တို့ grade တွေပါပြီးဖွင့်ထားတဲ့လူတွေလည်းအရှုံးနဲ့လောလောဆယ်သွားနေသေးတယ်ပေါ့နော်။ဆိုတော့ကျွန်တော်ကတော့စဉ်းစားထားတယ်အမြတ်နည်းနည်း percentage တစ်ခုလောက်ယူပြီးသွားရင်ကျွန်တော်ထွက်လိုက်တော့မယ် grade ကိုလောလောဆယ်ဘေးတိုက်သွားနေတဲ့အချိန်ဒီ1800နဲ့ဒီကြားထဲမှာဘေးတိုက်သွားနေတဲ့အချိန်ရှိမယ်။အဲ့ဒီအချိန်မှာကျွန်တော်ဘာမှလုပ်လို့မရအောင်ဒီတိုင်းပဲစောင့်နေရမှာပေါ့။ BNB BNB ကထူးခြားတဲ့ထဲမှာပါတယ်။ဘာလို့လဲဆိုတော့သူများတွေကြာနေပြီမင်းတို့က trend app trend line ကိုတွေ့ရတယ်။ Okay ။ဘာလို့လဲ investment ကျွန်တော်ကြီးညာထားတာရှိတယ်။ ပြီးခဲ့တဲ့ week ထဲမှာ investment နေကြညာခဲ့ရတဲ့အတွက်ကြောင့်မို့လို့ဒီမှာ2 week စတိုက်ဈေးတက်ခဲ့တယ်ဒီနေ့မှာတော့ဒီ625 level မှာရှိတဲ့ fair value gap သေးလေးကို rejection ပြထားတာတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ next move comment ချက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဒီ week မှာဒီတိုင်းပိတ်သွားခဲ့မယ်ဆိုရင် ethereum ဒီဒီ downtrend line စီကိုပြန်လာ retest လုပ်နိုင်ရည်ရှိတယ်အဲ့ကျွန်တော်တို့က future မှာ short မယ်ဆိုလို့ရှိရင်ဒီ week ပြီးတဲ့အချိန်မှာအောက်ကိုကျွန်တော် short ကို trade setup တွေကြည့်လို့ရလိမ့်မယ်ထင်တယ်။ဝယ်မဲ့လူကကြတော့ဒီ week ကဒီတိုင်းပိတ်သွားခဲ့မယ်ဆိုရင်ဒီနားလေးတွေမှာကျွန်တော်980တို့ပါတို့980ဒီနားလေးတွေမှာဝယ်ဖို့ပြန်ပြီးတော့ကြည့်ဖို့ကျွန်တော်အကြံပေးချင်တာပေါ့နော်။ဒါ BNB Solana Solana ကတော့အခုချိန်မှာဒီသူ့ရဲ့ တကယ် support system ဖြစ်တဲ့120ကကြော်လို့မရသေးဘူး120ကိုထောက်လိုက်ပြန်တက်လိုက်ဖြစ်နေတဲ့အချိန်မှာပဲရှိသေးတယ်ဆိုတော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင် down trend ပဲသူလည်းတွားနေတယ်သူကတော့ trend line ရဲ့ထိပ်ကိုရောက်ပြီးဖြစ်တဲ့ကြောင့်မို့ဒီ week ပြီးတဲ့အချိန်မှာ view မဲတဲခွဲလိမ့်မယ်တကယ်မတဲခွဲဘူး bid တက်ဆက်သွားနေတယ် bitcoin ထဲမှာလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော် trend line ကိုပြင်ပြင်ဆွဲရမှာအခုကတော့ဒီလိုမျိုးဖြစ်နေတာဖြစ်တဲ့ကျွန်တော်စိတ်ထင်ဒီ120နားတော့ဝယ်ကိုပြန်လာအောင်မယ်တစ်ခေါက်လောက်လေပြန်လာအောင်မယ် အဲ့ကြရင်ကျွန်တော်ထပ်ပြီးဝယ်ဖို့ကြည့်ရမှာပေါ့နော်โอเคဒါတော့ဆိုလာနာပါโอเคအဲ့တော့ဒီနေ့ကတော့ဒါ crypto analysis လေးဖြစ်ပါတယ်ကျွန်တော်တို့ဒီတိပြောင်းကြည့်ပြရကျေးဇူးအများကြီးတင်ပါတယ်အာဝယ်မရောက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် Binance account ရှိဖို့လိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ Binance account ဖွင့်ဖို့ကျွန်တော်အောက်မှာ link လေးပေးထားပါတယ် trading fees lifetime 10%ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အာအကောင့်မရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော် link ကိုဖွင့်ပေးပါပြီးတော့ကျွန်တော်ပြောခဲ့တဲ့အားလုံးဒီ education နဲ့ propose ဖြစ်ပါတယ်အာ ကျွန်တော်ဒီ financial advice မဟုတ်ပါဘူးเนาะဆိုတော့အဲ့ဒါလေးတည်ထားစေချင်ပါတယ်ဒီဒီပြောင်းကြည့်ပေးချင်သမားကြီးတင်ပါတယ်ငွေဝင်တဲ့နေလေးဖြစ်ပါလေ